မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလှူကတော့ဝိရှု USA မှမွေးနေ့အလှူပြေလှူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်အမဲယွဟင်းဖြင့်ထမင်းတနတ်စာအတွက်ကုန်ကြငွေ2သိန်းချက်ကိုလှူဒန်းပေးသွားပါတယ်ရှင် တာရုတာရုတာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိစ္ဆန်လေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလူရန်ပေးတဲ့အတွက်စေတနာရှင်ဝှေးရှု USA လဲမွေးနေ့မှစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်းကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေအန္တရာယ်ကင်းပေးခြင်းပါစေစီးပွားလှလှပများလဲပွင့်လန်းဝေစားကြပါစေအလောက်ကံအကျဉ်းစီများလဲအောင်မြင်ကြပါစေ မရှိစကားမကြ aya ပါစေနဲ့အလူရေဆက်လက်နဲ့မကွာအမြဲမပြဲလူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထုများလည်းဖြစ်ကြပါစေရှင်။ရရှိပြီးသောစီစဉ်ယရနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေ။သူတော်ကောင်းများလည်းဆောင်လျှောက်ကြပါစေရှင်။ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမစဲတဲတဲဖြစ်ကြ၍အိမ်ရပြည့်ငွေရှံပြီးကောင်းမှုကုသိုလ်များကိုလည်းဆင်ကဲပြုလုပ်နိုင်ကြပါစေရှင်။တောကရတ္တဒုက္ခဟူသည်။မြူမုံမြပြင်မကန့်ကြီးကြပါစေနဲ့။ ဆရာကောင်းတမကောင်းသူတော်ကောင်းများမှကူညီဆောင်ရှောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ကကြီးတုံးပါပင်ရန်သူမျိုး၅ပါးပင်ရဲ့များမှလည်းကင်းလို့ပြီးတော့အတိုက်ခိုက်နှောက်ယှက်အမျိုးမျိုးမှလည်းကင်းဝေးပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ဘုဆိုရင်တော့ channel ကဂီလာနာကြောင့်ကလေးခွေကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ရှင်။လူတန်းမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။